တစ်တော့ကျိုးအိုင်းနဲ့တဘာဝထိန်သိမ်းနေမြေထဲမှာကြာရောက်နေတဲ့ကြောက်မီးသွေးသုံးလျှက်စစ်ဓာအပိစက်ယုံတွေစောက်ခွေမပြုတော့ဘူးလို့တရားစာတနဲ့ပတ်ဝန်းကျင်ထိန်သိမ်းဝင်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ဦးထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။အရင်ဆုံးရောက်လက်ထက်ကခွင့်ပြုခဲ့တဲ့ကြောက်မီးသွေးစက်ယုံစီမံကိန်းတွေကိုတစ်တော့ area နဲ့တဘာဝထိန်သိမ်းနေမြေထဲပါမပါပြန်လည်စစ်ဆေးဖို့ရှိနေတာပါ။ချမ်းပြည်နယ်ဒီကြောက်မီးသွေးစက်ယုံကနေထွက်ရှိတဲ့အနံ့ဆိုးတွေကို အခုအချိန်ထိဒေသခံတွေခံစားနေရဆဲဖြစ်ပြီးအီအာဝီတိုင်းငရုတ်ကောင်းကြောင်မီတွေဆက်ယုံရခိုင်ပြည်နယ်ကကြော့ဖြူဒေသမှာတိဆောင်းမဲ့ကြောင်မီတွေဆက်ယုံထဝဲခရိုင်လောင်းလုံမြို့နယ်ရမစုကကြောင်မီတွေတိုင်းဘေးဆက်ယုံတွေကအစိုးရတစ်လက်ထက်မှာတိဆောက်ဖို့အတွက်သက်ဆိုင်ရာကော်မတီတွေကတာဆူနေကြပါတယ်။ဒါကြောင့်ဝန်ကြီးဌာနအနေနဲ့တတော်ကြိုးဝိုင်းထဲမှာရောက်ရှိနေတဲ့ကြောင်မီတွေဆက်ယုံတွေကိုမဆောက်လုပ်ဖို့ကန့်တလိုက်တာပါ။တတော်ကြိုးဝိုင်းရှိတယ်နော်ကျိုးပြင်ကာကွယ်တော့ရှိတယ်။တဘောအထင်းသေးနေမှရှိဘူး။အဲ့ဒီအတွင်းမှာတော့ဘာရှိရှိ သူ့ကိုခွင့်ထုတ်အောင်ပြုပြီနော်အဲခုနကသူ့ရဲ့ပြင်ပမှာရှိတယ်ဆိုရတော့သူ့ရဲ့ဟိုထွက်ရှိမှုအခြေခံပြီးတော့ဥရောဒုသောလည်းပဲဒါမှလည်းဘာဝန်းကျင်ကိုပျက်စီးမဲ့ဆိုရင်အကန့်အသတ်နဲ့ခွင့်ထုတ်ပြုပြီနော်အခုတကြီးကြောင့်မီးဆက်ရောနောက်ဆက်တွဲကြတော့ဘယ်လိုဆက်လုပ်ဖို့ရှိလဲခင်ဗျအဲ့ဒါတော့ဥရောကိုနေကအဲ့ဒါတော့ဥရောပဲဆွေးနွေးနေစရှိပြီနော်မြန်မာနိုင်ငံမှာတိစောက်ခဲ့တဲ့ကြောင်ပီတွေဒါအဘေးဆက်ယုံတွေကို EIA တဘာဝဝန်းကျင်ထိခိုက်မှုစမ်းစစ်ချက် SIA လူမှုဝန်ကြီးထိခိုက်မှုစမ်းစစ်ချက် SIA ကျန်းမာရေးဆိုင်ရာထိခိုက်မှုစမ်းစစ်ချက်တွေကို တိတ်ဆဆွာမလုပ်ခဲ့တဲ့အတွက်ဒေတာကံတွေကထိခိုက်မှုတွေခံစားနေရတာပါတရားဇာတ်တတ်တူနော်တဘာပေါင်ရင်ထင်းသိကော်မတီနေနဲ့ဆွေးနွေးပြီးတော့လိုအပ်လို့ရှိရင်ဒီလိုတော့တက်တယ်တက်ပြီပဲလိုအပ်လို့ရှိရင်လည်းတွင်ဆက်မယ်ဒီကိစ္စနဲ့ဖြစ်မှန်ပြိပံသိအောင်ကြည့်မယ်လိုအပ်လို့ရှိရင်သက်ဆိုင်အဖွဲ့အစည်းနဲ့တွေ့မယ်နော်ဝန်ကြီးဌာနနဲ့တွေ့မယ်အဲ့ဒီကုမ္ပဏီနဲ့တွေ့မယ်အဲ့လိုအဲ့လိုသုံးသုံးပဲတွေ့ပြီးမှသာမလုပ်တင်မယ် တ်တော်တင်ပေးရတယ်။ကြောင်ပီတွေဆိုင်ယုံကနေထွက်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တန်းငွေတွေကြောင့်ပတ်ဝန်းကျင်ဒေသတွေမှာဆိုးရွားလို့တဲ့ညွန်နှံတွေခံစားနေရပြီးအသက်ရှူလမ်းကြောင်းပြဿနာမွေးဖွားတဲ့ကလေးတွေပေါဝင်ပြေးလာမစေးတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။တာထူရီဝန်ကြီးဌာနရဲ့2023ခုနှစ်မေလကုန်အထိရှာဖွေဖော်ထုတ်မှုမှတ်တမ်းတွေရတော့မြန်မာနိုင်ငံမှာကြောင်ပီတွေတန်ချိန်တန်ပေါင်း940ကျော်ခန့်နဲ့ကြောင်မီတွေတိုက်ပေါင်းစုစုပေါင်း960ကျော်ရှိနေပါတယ်။ကြောင်မီတွေအများဆုံးရှိနေတဲ့ဒေသတွေကတော့ စကိုင်းတိုင်းဒေတာကြီးချင်းတွင်းမြင့်ဝမ်းအနီးကလေးဝဒေတာမကွေးတိုင်းဒေတာကြီးတနင်္သာရီတိုင်းဒေတာကြီးရှမ်းပြည်နယ်နဲ့အေရဝတီတိုင်းဒေတာကြီးတွေဖြစ်ကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ